ဒါ CCTV မှတ်တမ်းတစ်ခုဆိုတာဖြစ်နိုင်ရဲ့လား လင်းရောင် အားနေတဲ့အချိန်မှာ CCTV ကင်မရာနဲ့ရိုက်ကူးမှတ်တမ်းတင်ထားတဲ့ဗီဒီယိုလေးပါဗျာအရှိုင်ကေဗီရှင်ကာလာဗျူ3.0 CCTV ကင်မရာရဲ့ညဖူကာလာမြင်ကွင်းလေးတစ်ခုပါ အဲကျွန်တော်အခုဆိုလို့ရှိရင်ဒီ CCTV ကင်မရာတွေမှာ နေဘက်မှာမြင်ရတဲ့မြင်ကွင်းတွေအတိုင်းပဲပေါ့နော်ညဘက်မှာပါ24 hour full color မြင်နိုင်တဲ့ CCTV ကင်မရာလေးတွေရောက်ရှိလို့လာပါပြီအဲအဲ့ထဲမှာမှာကျွန်တော်တို့အခုဆိုလို့ရှိရင် HIG Vision ကထုတ်ထားတဲ့ Color View 3.0 CCTV ကင်မရာလေးနဲ့ မိတ်ဆက်ပေးပါမယ်။အဲဒီကင်မရာလေးကသူကဒီပုံမှန်ကျွန်တော်တို့ full color ကင်မရာတွေနဲ့မတူဘဲနဲ့သူ့မှာ color view ဒီ function 3.0ပေါ့နော်3.0ပါသွားတဲ့အတွက်သူကဘာထူးခြားသွားတော့ဆိုတော့အရင်တော့2.0နဲ့မတူတာကသူကဒီ color ကိုမှပဲအပါချာလဲ1.0ဖြစ်သွားတယ်။အဲ့ဒီအပြင်ကိုမှသူ့ရဲ့ဒီ AI mode တွေပေါ့နော် AI function နဲ့အတူသူကဒီ color function အမိုင်းလေးတွေကိုပါလိုက်ပြီးတော့ adjust လုပ်ပေးတာရှိတယ်။အဲနောက်တစ်ခုကသူဒီ adjustment 3.0ပေါ့ အကျူးဆန်3.0ဖြစ်သွားတဲ့အခါကျတော့သူကဒီ AI နဲ့ပတ်သက်လာတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ကဒီပုံရိပ်တွေကိုခွဲခြားသတ်မှတ်တဲ့အခါမှာပို့ပြီးတော့တိကျသေးကြလာတယ်။နောက်ဆုံးထူးခြားတာကကျတော့ဒီ audio 2.0ပေါ့။ audio 2.0ပါလာတဲ့အခါကျတော့အရင်တော့ကကျွန်တော်တို့ CCTV မှာပါတယ် one way audio မဟုတ်တော့ဘဲနဲ့ကင်မရာဘက်ကပြောတဲ့အတန်းကို operator ကြားသလိုပဲ operator ဘက်ကနေပြီးတော့လည်းဒီ CCTV ကင်မရာရှိတဲ့နေရာကိုပြန်ပြီးတော့ white command လေးတွေပြန်ပြီးတော့ပေးလို့ရတယ်အဲထူးခြားတာကသူ့မှာအသုံးပြုထားတဲ့ speaker စနစ်ကကြတော့ကျွန်တော်တို့ PA speaker လေးတွေပေါ့နော် PA speaker လေးတွေကိုအသုံးပြုထားတာရှိတယ်အဲအဲ့တော့ဒီကင်မရာလေးမှာသူရဲ့အာသာချက်တွေကတော့အများကြီးပါလာပါတယ်သူရဲ့ function ထူးခြားတဲ့ function လေးတွေလည်းအများကြီးပါတယ်အဲ့ထဲမှာမှာကျွန်တော်တို့ကသူရဲ့အသီးသားဆုံးဖြစ်တဲ့ color view 3.0လေးကိုကျွန်တော်တို့လက်တွေ့ဆန်းထားတာလေးတွေဆက်ပြီးတော့ပြပေးသွားပါဦးမယ် ကောင်းနေပြောတဲ့အတိုင်းလေဟိုကကြားတယ်ပကံမျိုးဟာဟိုတယ်တစ်ခုရဲ့ CCTV မှတ်တမ်းလေးတွေပါဗျာ။